ဒီနေ့လည်းငားရဲမြောက်ခီကိုကျွန်တော်အောင်မြင်စွာနဲ့ကြော်ဖြတ်နိုင်ခဲ့ပါတယ်။ထုံးစံတိုင်းပဲကျွန်တော်သွေးဥတွေးခြင်းကလောက်တာကြောလျှော့တာတွေကိုတော့မပြတော့ဘူး။ဘာကြောင့်လဲဆိုရင်ဒီလိုဓာကြီးကိုရှည်သွားမှဆိုးလို့အခုကျွန်တော်ပရမအဆင်ပေါ့နော်။ပရမတကြောလောက်တဲ့အရာတွေကိုတော့ကျွန်တော်တက်နိုင်သလောက်အချိန်နေအများကြီးမကွန်အောင်ရှော့ထားပါတယ်ပေါ့နော်။ကြံတဲ့2ကြောနဲ့3ကြောကတော့ကျွန်တော်ဗီဒီယိုမရိုက်ပြတော့ဘူး။ဒီဘက်ကိုပဲဗီဒီယိုအပြင်ဘက်မှာလုပ်ပါတယ်ပေါ့နော်။ ဒါကြောင့်လဲဆိုရင်ဗီဒီယိုကဒီဟန်ကြီးရှည်သွားမှဆိုဒါကတော့ကျွန်တော်အခုကစားခင်ပြပူလေးချင်းကအတူလေးတွေဖြတ်ပြီးတော့တင်ကြတာပေါ့နော်။ဘာကြောင့်လဲဆိုရင်ကျွန်တော်က၄ရက်မြောက်နေကိုလည်းအော်မီဇာကြော်ဖြတ်ပြီးသွားပြီ၅ရက်မြောက်နေဒီနေ့လည်းအော်မီဇာနဲ့ကြော်ဖြတ်နိုင်ခဲ့ပါပြီပေါ့နော်။ဟိုနောက်နေ့၂ရက်ကတော့ကျွန်တော်နားမယ်။၆ရက်နဲ့9ရက်ကိုကျွန်တော်နားမယ်။၂ရက်နားပြီးသွားပြီဆိုရင်ဆက်ပြီးတော့ဂျန်နဲ့ရက်ကအော်ပို့ပြီးတော့ခတ်မယ်လို့တော့ထင်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့နေ့တိုင်း လှုပ်သွားရင်တော့အကြောင်းမဟုတ်တာကျွန်တော်တို့လှုပ်တဲ့အရာတစ်ခုကိုဟိုနှစ်ရက်လောက်ကြားထဲမှာနားတယ်နားပြီးတော့ပြန်ပြီးဆက်ပြန်ပြီးတော့လှုပ်ရမှာဖြစ်တဲ့အတွက်မနော့ပြန်ပြီးတော့အစ်စ်ကနေပြန်ဆားရမှာဖြစ်တဲ့အတွက်စိတ်ကတော့ဘလို့သွားအောင်လဲတော့မသိသေးဘူးပေါ့နော်အောင်မေစွာနဲ့ပဲကြံတဲ့ရက်တွေကိုကျွန်တော် challenge ခေါ်တာလို့ပေါ့နော်ကျွန်တော်ဒီ bike SC ခန္ဓာကိုယ်မှာရှိတဲ့ CD ကိုချနိုင်မလားဒါမှမဟုတ်အဲ့ဒီနှစ်ရက်အလွန်မှာကျွန်တော်ရီမတ်ထားတဲ့ပန်းနိုင်ကိုမရောက်ဘဲနဲ့ကျွန်တော်လက်လျှော့လိုက်မလားကျွန်တော်စိတ်တက်ကြသွားမလားဆိုတာတော့ဒါစောင့်ကြည့်ရမှာပေါ့နော်ဒီနေ့ကတော့ငားရဲမြောင်းတွေကိုအောင်မြင်နဲ့ကြော်ဖြတ်နိုင်ခဲ့ပါပြီနှစ်ရက်နာမယ်နှစ်ရက်မှာတော့ကျွန်တော်ရီစင်တင်ပေးမယ်ပေါ့နော်ဆက်လက်ပြီးတော့အားပေးပါအောင်လို့လည်းပြောချင်ပါတယ်နှစ်ရက်အဲ့ဒီနှစ်ရက်ကမနာရင်တော့ကြောင်းမဟုတ်ဘူးဗျနားလိုက်ပြီးပြန်ဆပြီဆိုရင်တော့ဒါကျွန်တော်တို့တော်တော်လေးကိုစိတ်တက်ကြံ့ခိုင်စွာနဲ့ လောက်ရမယ်တော့ကျွန်တော်ထင်တယ်ဗောနော်ဒါရှေ့ရှေ့ကဒီလိုလေ့ကျင့်ခန်းတွေလုပ်ခဲ့တဲ့သူတွေလည်းပြောထားတဲ့စကားတွေလည်းအကြောက်ဘူးတွေဗောနော်အဲ့လိုနားလိုက်ပြီးတော့ပြန်ဆတဲ့အရာကကျွန်တော်တို့အတွက်နည်းနည်းခက်ခဲတယ်လို့အဲ့လိုပြောတဲ့တော့ကြားတယ်ဗောနော်အခုဆိုဒါမိတ်ဆွေတို့မြင်တဲ့အတိုင်းကျွန်တော်ခန္ဓာကိုယ်ကအလဲကျွတ်တာကိုင်းဒီလောလောလေးတော့တက်လာတော့တွေ့တာဗောနော်အဲ့တော့ပုံကရဟိုလိုဒီလိုရှောက်လို့တာဗောနော်ဟိုဘာပြောအခုလိုလုံနေတာကကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့အပုပ်ဆက်တွေဗောနော်ချွေးအညစ်အကြေးတွေလည်းထွက်တယ်ဗောနော် ။နောက်ပြီးတော့ကျွန်တော်တို့အခုလိုလုပ်နေတာတွေကဘယ်နေရာတွေတော့ကောင်းလဲဆိုရင်ကျွန်တော်တို့နည်းနည်းအမောလဲခံနိုင်တယ်ဗျာ။အမောခံနိုင်တာလည်းတော့တွေ့ရတယ်ပေါ့နော်။ဟိုဒီဟာကိုလုပ်မယ်ဆိုတော့ဒီစိတ်တကြခိုင်ဒါကိုလည်းတွေ့ရဒီနေ့ဒီချိန်ဒါကိုလုပ်ရမယ်ဆိုတော့အသိစိတ်ကြီးရပေါ့နော်။ခေါင်းထဲကိုအလိုလိုရောက်လာတယ်။အဲ့ဒီတွေ့ကျွန်တော်တို့လုပ်မယ့်အရာကိုဟိုဘယ်ຢာတွေပဲဘလို့ပဲအလုပ်တွေများများပေါ့နော်။တခြားအလုပ်တွေလည်းရှိတယ်။ဒါပေမဲ့အခြားအလုပ်တွေဘလောက်ပဲများများဒီຢာကိုလုပ်ရမယ်ဆိုတော့ အစိတ်ကတော့ဗောနော်ရောက်ရောက်လာတယ်အဲ့ဒီတွေ့အဲ့ဒီဟာလေးလဲသွားပြီးတော့အာသာချက်ရှိအောင်တွေ့ရတယ်ဗောနော်အဲ့ဒီတွေ့ကျွန်တော်ကိုကြီးရှုနေတဲ့မိတ်ဆွေတွေလဲအဲဒီလိုကျွန်တော်လုပ်သလိုပဲလုပ်ကြည့်ပါဗောနော်ဒါမဲ့ကိုခန္ဓာကိုယ်မှာလည်းထိခိုက်မှုမရှိအောင်တော့ဂရုစိုက်ဖို့လိုရတယ်เนาะဒီလိုထိခိုက်သွားမယ်ဆိုရင်ကျွန်တော်တို့တခုခုဖြစ်သွားနိုင်တယ်ဒါလေးတော့ဂရုစိုက်ပါပေါ့เนาะလေ့ကျင့်ခန်းလုပ်ပြီးသွားပြီနောက်ပြီးတော့ဒီနေ့ကကျွန်တော်ရဲ့ပန်းနိုင်ကို9ရက်မြောက်ကြီးကိုကျွန်တော်သင်ခဲ့ပြီးသွားပြီပေါ့เนาะအဲ့ဒီတော့လေ့ကျင့်ခန်းလုပ်ပြီးသွားပြီအကျောချင်းတွေလည်းရော့ရှော့ပြီးသွားပြီ เนาะဒီမှာမဆယ်ရတော့ဒီလိုလာအဲ့တော့ခဏကိုလည်းအသီးသက်သာလေးတော့တင်းလာတာရှိတယ်ဗျာမြင်နော်ဒီကတင်းလာတာရှိဒါလေးတွေပေါ့အဲ့လဲဒါတော့ကမွန်းချင်ရွယ်ခင်းညူဒါတော့သုံးရွက်ပေါ့နော်ဒါနဲ့ဒါကိုဖွဲမယ်စားပါဦးရော ။ဟုတ်ရဲ့။ကျွန်တော်ကြိုက်တယ်ဗျာ။ပူမာလူစားတော့ဆိုင်လို့ဘာလို့မာလူတော့ပလိန်တော့မဟုတ်ဘူးဗျာ။ဒါမနက်ကတည်းကကြော်နေတာပေါ့နော်။အဲကြော်နေတာ။ဒါအင်ဂျော်ပေါ့နော်။တိုင်ကြော်တော့မဟုတ်ဘူး။ဒါကမွေးရင်ဟိယော ွေဟင်းရုပ်ပုံစံကြောင့်နည်းနည်းခတ်တယ်ဒီကောင်လည်းကစုံရဲ့ကြော်တာကိုလည်းပုံစံကြောင့်နည်းနည်းခတ်တယ်ပေါ့နော်ပုံစံကြောင့်နည်းနည်းထည့်ပန်းနာနာအကောင်လေးနားကြော်နှက်ပြန်တာ ဒီဒီဇင်လုံးလောက်ဆိုရင်ကျွန်တော်တို့ခမင်းမစားမဲတောင်နေလို့ရတယ်เนาะဘယ်လိုညနေဘက်ခမင်းမစားလीပူကောင်းလေပဲဗျာပြန်လို့အသေးရတွေပဲနောက်မင်းမစားမှဖြစ်နေเนาะဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ထမင်းနေရဗျာ မနက်ဖက်လောက်ချက်လာပြီးတော့ညနေပိုင်းကျရင်လည်းအရေကထွက်နေတာပဲနောက်နေ့မနက်ပေါ့နော်နောက်နေ့မနက်ဖက်လေးကချက်လာတယ်ဗျာညနေပဲဆိုလည်းအရေထွက်တယ်နောက်နေ့မနက်ဆိုရင်စားလို့မရတော့ထမင်းကြီးအဲ့လိုဖြစ်ကုန်တာတည်းကနော်အဲ့ဒီလောက်သုံးသွင်းနေတဲ့ဒီထမင်းတွေကိုပေါ့နော်ကျွန်တော်တို့ဒီဘိုင်ထဲမှာထည့်နေရစဉ်းစားကြည့်ဘိုင်ထဲမှာအချင်ဖောက်သလိုဖြစ်မှာပေါ့နော်အချင်ဖောက်သလိုဖြစ်သွားရင်ကြာရင်ဒုက္ခရောက်နိုင်တယ်ပေါ့နော်အချင်ပြေရသလိုဖြစ်မှာပေါ့နော်ဘာကြောင့်လဲတော့မသိဘူးကြာကြာထမင်းတွေမခံတော့အထားမခံတော့ဓာသီးဥထုကြောင့်လားဘာကြောင့်လဲ ။ဒါငပိ။ပြည်သီးစိမ့်ပြည်သီးစိမ့်နေ။ဒါဈေးရဝယ်လာမလား။ဒီကောင်တော့ဈေးရမီပေါ့နော်။ကြောင်နေနဲ့ခားတယ်ပေါ့။တို့ထားလို့ရ။မိတ်ဆွေတို့ကတော့ဘယ်လိုခေါ်လဲ။ကျွန်တော်ဘက်မှာတော့ဈေးရပြီလို့ခေါ်တယ်နော်။ဒါငပိနေတို့စား။ နည်းခါတတ်ဟိခါရိုင်းကောပြကြိုက်တဲ့လူကတော့ကြိုက်တာအခါမကြိုက်တဲ့လူဆိုအဆင်မပြေဘူးအခါကြီးကဆွဲနေတာတော့မဟုတ်ဘူးကွာသူကစားနေတဲ့ချိန်ကတော့ခါရတဲ့ရတာရှိရောနော်

မနက်တော့ချက်ပြီးသွားဆိုညနေပဲဆိုတိုးကုန်ဒါပေါင်းအုပ်နဲ့ချက်တဲ့လူဆိုပူတည်တာတယ်ကျွန်တော်တို့ကဒါမီးတွင်းနဲ့ချက်လို့မတည်တာတာပေါ့နော်နောက်နေ့မနက်တော့ထိထားခံတာနောက်ဟိုဟာပေါင်းအုပ်နဲ့ချက်တဲ့လူတွေအတွက်ကနောက်နေ့မနက်တော့ထိထားမခံတော့မနက်ပိုင်းချက်ညနေပိုင်းဆိုတိုးကုန်ပါဗျာအဲ့လိုဒီရှိရနော်ဖွင့်တာလည်းတိုးတာပြိတ်ထားမှမဟုတ်ဘူးနော်အဲ့လိုရှိရစားပါဦးကျွန်တော် Dame a Dios este y lo cae. ကျော်ဒီနေ့အတွက်တော့ဒီနောက်ပဲပေါ့နော်အခုကျွန်တော် level 5ပေါ့နော်ငားရဲ့မြောင်းနေကိုကျွန်တော်ကျော်ဖြတ်ပြီးတော့တာဖြစ်တဲ့အတွက်ကျွန်တော်ဂျားထဲမှာ2ရက်နားပါမယ်2ရက်နားပြီးမှနောက်နေ့မှကျွန်တော်ပြန်ပြီးတော့အခု weight down နေတင်းကျင်ကနေထပ်ပြီးတော့5ပေါ့နော်အဲ့ဒီ2ရက်နားပြီးတော့ပြန်လောက်ရတဲ့အရာကမှဒါတကယ်စင်ခေါ်မှုအစ်စ်ပေါ့နော်စင်ခေါ်မှုအစ်စ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကအဲနေတိုင်းလုံနေစားရှိတဲ့အရာတခုကနေတိုင်းလုတ်သွားရင်အကြောင်းမဟုတ်ဘူးအဲ့လိုလုတ်ပြီးတော့နားလိုက်ပြီးပြန်စားတဲ့အခါမျိုးကြရင်ကျွန်တော်တို့ရဲ့စိတ် ဘယ်လိုအနေထားရှိမလဲကျွန်တော်တို့စိတ်ကိုကျွန်တော်အနိုင်ယူနိုင်မလားအနိုင်မယူနိုင်ပဲနဲ့ကြာရှုံးသွားမလားဆိုတာမိတ်ဆွေတို့ဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ပြပါလို့ပြောချင်ပါတယ်ကျွန်တော်အခုတက်ဆက်ပြီးတဲ့ဗီဒီယိုလေးတွေကြိုက်တယ်ဆိုရင် sorry like နေတော့လို့ရပါတယ် comment ထဲမှာလည်းကျွန်တော်တို့ဒီ brother လေးပေါ့နော်သိကြရေးတော့လို့ရပါတယ်ကျွန်တော်ရဲ့ channel ကိုသဘောကြတယ်ကျွန်တော်တက်ဆက်တာလေးကိုသဘောကြတယ်ဆိုရင်ကျွန်တော်အားပေးခြင်းနဲ့ဆိုရင်ကျွန်တော် channel လေးကို subscribe နှိပ်တော့လို့ရပါတယ်အားလုံးကိုသူပဲကျေးဇူးတင်ပါတယ်